ကျွန်တော်တို့ကပန်းကင်ပြီးတော့ကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးဆန္ဒပြနေတဲ့အချိန်မှာသူတို့ကကျွန်တော်တို့ကန်းကင်ပြီးတော့ဖြိုခွင်းတဲ့အချိန်မှာကျွန်တော်တို့ဒီကန်းကင်ပြီးတော့ပြန်တော်လှန်မှရမယ်ဆိုတဲ့နိုင်ငံအရေးကိုရောက်လာတဲ့ခါကျတော့နိုင်ငံကြီးနဲ့နိုင်ငံအီတော်တော်ကွာသွားပြီတနိုင်ငံလုံး လွတ်မြောက်ဖို့တနိုင်ငံလုံးအာဏာရှင်စနစ်လက်ထက်ရနေပြီးတော့ထွက်ဖို့ကျွန်တော်တို့စူးစမ်းရမယ်ကျွန်တော်တို့ PDF တွေကပြည်သူတွေအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေပါတယ်များမကြမီအချိန်မှာကျွန်တော်တို့အောင်ပွဲနဲ့အတူလွတ်လပ်ပြီးတော့တရားမျှတတဲ့နိုင်ငံတော်ဖြစ်အောင်ကျွန်တော်တို့ပြည်သူတွေအတွက်ကို ဖော်ဆောင်ပေးပါမယ်လို့လည်းပြောချင်ပါတယ်ပြည်သူတွေထောက်ပို့မှုတွေကကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက်အသက်တမျှအရေးကြီးပါတယ်ကျွန်တော်တို့အသက်ပေးတိုက်နေတာကလည်းပြည်သူတွေကိုတရားမျှတပြီးတော့လွတ်လပ်သော fairy democracy နိုင်ငံဖြစ်ဖို့အတွက်ကို အသက်ပေးပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်ပြည်သူတွေလည်းအားတင်းထားပါပြောချင်ပါတယ်ရှင့် အားလုံးပဲမင်္ဂလာပါရှင်တက္ကလတန်ဖိုးစ်ရဲ့ Youth and Women Affair Program ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဖိတ်ခေါ်ထားတာကတော့အာနာမသိန်းခင်ကနေပြီးတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရဲ့ NLD ပါတီရဲ့မြို့နယ်အတွင်းရေးမှူးတယောက်အဖြစ်နဲ့နိုင်ငံရေးကိုယုံကြည်စွာလှုပ်ကန်ခဲ့ရာကနေပြီးတော့မှအာနာသိန်းပြည့်တဲ့နောက်ပိုင်းတပိတ်ကောင်းဆောင်အဲဒီနောက်မှာတမဟာ6ကော့ပိုရိတ်တပ်ဖွဲ့ကနေလက်ရှိပဲခူးရိုးမှတော်ဝင်တောင်းတက်ရင်ရဲ့ထောက်ပို့ရဲဘော်တအုပ်အဖြစ်ရှေ့တန်း ထိတာဝန်ထမ်းဆောင်နေတဲ့ဆရာမတူပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ The Glutton Post ကိုအချိန်ပေးပြီးတော့မှလာရောက်ပြီးအတွက်ကျေးဇူးများတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ပထမဆုံးအနေနဲ့ဆ iam ရဲ့နာမည်နဲ့အတူဒီတော်လှန်ရေးမတိုင်ခင်ကဆ iam ရဲ့ဘဝဖြတ်သန်းမှုအကြောင်းလေးအရင်ဆုံးမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့နန်ဤဤဆန်ပေါ့နော်တော်လှန်ရေးမတိုင်ခင်ကကြတော့ကျွန်တော်တို့ဒီ2012နိုင်ငံရေးမှတ်ပုံတင်ပြီးတော့ တရားဝင်ဆိုင်ဘုတ်တွေဖွင့်ပြီဆိုတော့လည်းတပိတ်ချင်းမြို့နယ်ရဲ့ပေါ့နော်မြို့နယ်အတွင်းရမှုဖြစ်ပေါ့မဲပေးရွေးချယ်တဲ့အချိန်မှာကျွန်တော်ကရွေးချယ်ခံခဲ့ပြီးလှူရှားခဲ့တယ်သူပေါ့နော်ကျွန်တော်တို့လှူရှားမှုတွေကဘာလဲဆိုတော့လေးတချောင်းဥပဒေပြင်ဆင်ရေးနှစ်ထောင်ရဲ့ချိန်ကဥပဒေပြင်ဆင်ရေးဒီကမ်ပိန်းတွေကိုကျွန်တော်တို့တွေလိုက်ပြီးလူထုကြားထဲမှာဟောပြောရတယ်ဆွေးနွေးရတဲ့အပိုင်းတွေကျွန်တော်တို့ကအရင်တုန်းကလုပ်ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပြည်သူတွေကိုလည်းပေါ့နော်ကျွန်တော်တို့ပါတီပြန်လဲတီချောင်းပြီးဆိုင်ဘုတ်တင်ခွင့်ရပြီဆိုတော့ကျွန်တော်ကရက်ကြီးတွေရဆက်ဆက်ပေါ့ ော် live ပြီးတော့ဗောနော်ဒီ စိုင်းဘုတ်တွေဖွင့်ရတယ်စီယုံရေးတွေလုပ်ရတယ်အဲ့ဒီရဲ့နောက်ဒီ2000စနစ်ကြပြတ်ရွေးကောက်ပွဲ2015 2018ကြပြတ်ရွေးကောက်ပွဲ2020ထိအောင်ကျွန်တော်ရွေးကောက်ပွဲ၄၄ကြိမ်တိတိကိုကျွန်တော်ကတက်တက်ကြွကြနဲ့မြို့နယ်အတွင်းမှုအနေနဲ့ပါဝင်လှူရှားခဲ့တာပေါ့နော်အဲ့ဒီလှူရှားခဲ့တဲ့အခါကျတော့အနာပိုင်းဒီဘက်ကနေပြီးတော့ကိုယ်ကိုစောင့်ကြည့်တာခံခဲ့ရပေါ့နော်အဲ့ဒီရဲ့နောက်မှာတော့2020သူတို့တွေအနာသိမ့်လိုက်ပြီးဆိုတော့ပဲအဲ့ဒီအနာသိမ့်တဲ့နေ့မှာပဲမနေ့ ၄နိုင်ပွဲမှာပဲကျွန်တော်ကိုစကားစားလေးလူလာဖမ်းနေပေါ့တက်ကက73ဆိုတော့စစ်တပ်ထဲကိုကျွန်တော်ပါသွားတယ်စဖမ်းကစားဆိုတဲ့ခါကျတော့၃ရက်မြောက်နေ့ပါပဲပြန်လွတ်တယ်အိမ်ကို၄ရက်နေ့ပြန်ရောက်တယ်ပေါ့နော်သူတို့လမ်းမှာကားနဲ့သွားတာကြာတော့၅ရက်နေ့မှာပဲအနီးအဆန်ပိန်းနေလုတ်တယ်အဲ၅ရက်နေ့ရဲ့နောက်ကျတော့တပိတ်ကောင်းဆောင်အဖြစ်တပိတ်ချင်းမြို့နယ်တွေကကိုရဲ့ဇာတိပါဘူးပိတ်ကောင်းဆောင်အဖြစ်ဆန္ဒပြတယ်ဆန္ဒပြပြီးဘလောက်မှမကြအောင်905နဲ့ထွက်တယ်အဲတော့905နဲ့ထွက်တဲ့အချိန်မှာပဲကိုကအမန်တလေးမှာရှိနေတယ်များအောင်တပိတ်စစ်ကြောင်းနဲ့ ဲ့ကိုသွားပြီးတော့အားဖြည့်ပြီးတော့ဆက်ပြီးတော့ဆန္ဒပြနောက်ပိုင်းတော့မြမအတန်းကနေပြီးတော့905ထုတ်ထားတဲ့ဆိုကြောင့်လွှင့်တယ်ပုံလေးရောအကုန်လုံးလွှင့်လိုက်တယ်ပြီးတော့ကိုယ့်ရဲ့ပုံတွေပါလိုက်ကတဲ့ခါကျတော့နေလို့မရတော့ဘူးလေဘဲဘဲချောင်းကိုကိုသွားမလဲလို့တွားရင်ကိုကမန္တလေးဘက်ကဆိုတော့ရံမြောက်ကိုသွားကြတာများတယ်ဒါပေမဲ့အဲ့ဘက်မှာကိုကသွားလို့မရတဲ့အခြေအနေကကိုကအစောကြီး905ထွက်သွားတယ်ပြီးတော့ကိုရဲ့ဓာတ်ပုံတွေလည်းအဲ့ဘက်ချမ်းမှာအကုန်လိုက်ချေလိုက်တော့ကိုအဆင်မပြေဘူးဆိုပြီးတော့အဲ့ဒီချိန်မှာပဲဒီဘက်ဓမ္မ6ဘက်က လေကီကောမှာစရောက်တယ်။အာလေကီကောမှာစရောက်တယ်။စရရောက်ချင်းမဲ့ PDF အပတ်စဉ်ရှစ်တင်နန်းမှာတိုက်ခိုက်ရေးရဲဘော်အဖြစ်တင်နန်းတက်တယ်တင်နန်းတက်ပြီးတော့ဘူတာဘောနဲ့ကကော်ပရာမဖြစ်ခင်တုန်းတည်းကဘူတာဘောတက်ခွဲတယ်မှနေတိုက်ပွဲကြီးစမယ်ဆိုတဲ့အခါကျတော့တိုက်ပွဲကြီးမစခင်ပါပဲကျွန်တော်ကဒုတိယတချိန်ကျွန်တော်ကကွန်မန်ဒိုတင်နန်းကိုကျွန်တော်ဆက်တက်လိုက်တယ်အဲဒီကွန်မန်ဒိုတင်နန်းပြီးတဲ့နှစ်ရက်မြောက်မှာပဲ2021 ဒီဇင်ဘာ15မှာပဲလိကီကိုတိုက်ပွဲစဖြစ်ကိုမန်တို့တင်းတန်းဆင်းပြီးရလေးကိုတိုက်ပွဲစဖြစ်တဲ့ကကျွန်တော်ကအဲ့ဒီတည်းကကော်ဘရာမှာကျွန်တော်တို့ကတာဝန်ထမ်းဆောင်နေတာပေါ့နော်အစောကတော့တိုက်ခိုက်ရေးပဲပေါ့ထောက်ပို့တွေဆိုတာအစောပိုင်းမှာမရှိဘူးလေနောက်ပိုင်းဖွဲ့စည်းတဲ့အချိန်မှာတာဝန်ပေးချက်အရာပေါ့နော်ထောက်ပို့လိုရမယ်ဆိုတဲ့တာဝန်ပေးလို့အမှထောက်ပို့ဖြစ်တာဝန်ယူခဲ့တယ်ပေါ့အဲ့တော့ အဲ့ဒီကနေပြီးတော့ဒီပြောင်းလာတဲ့ ठी ပါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဒီဆမတ်ကနိုင်ငံရေးပါတီရဲ့ဒီအတွင်းရမှုပေါ့နော်ဆိုတော့နိုင်ငံရေးပါတီရဲ့အတွင်းရမှုဆိုတာကဒီမူဝါဒပိုင်းဒီစီယုံရေးပိုင်းမှာအတိအကျလိုရတဲ့နေရာတစ်ခုပေါ့လေနော်ဆိုတော့အခုလိုမျိုးလက်နက်ကင်တိုက်ပွဲဝင်ရတဲ့အခါမှာနိုင်ငံရေးသမားတရားရဲ့အမြင်နဲ့ဒီတော်လှန်ရေးရဲဘော်တရားရဲ့အမြင်ကြားမှာဘယ်လိုမျိုးကွာဟချက်တွေဒါမှမဟုတ်အပြန်အလှန်ချိန်ဆက်မှုတွေကြုံတွေ့ရလဲပေါ့နော်ဆရာမအနေနဲ့ ဒီတော်လှန်ရေးရဲ့ရှေ့တန်းကအတွေ့အကြုံတွေကရောဆ iam ရဲ့ဒီမူလနိုင်ငံရေးယုံကြည်ချက်တွေပေါ်မှာပို့ပြီးတော့မှခိုင်မာစေသလားဒါမှမဟုတ်လို့ရှင်ပြောင်းလဲစေတာမျိုးရောရှိလားရှင်ကျွန်တော်ကအရင်တော့ပါတီနိုင်ငံရေးဆိုတဲ့ခါကျတော့အစောကဆ iam တို့ပြောတူတယ်ပေါ့နော်မဲဆွဲ CEO ရေးကာလဒီမှာဒါတွေလိုရတယ်ပြီးကြတော့ဒီဥပဒေပြင်ဆင်ရေးကျွန်တော်တို့ခေါ်ပြောရတယ်ဒီလောက်ပဲလုပ်ခဲ့ရတယ်ဒါကတော့ နိုင်ငံရေးပေါ့နော်ကျွန်တော်တို့ကပါတီမှာကအတီအလုပ်လုပ်တယ်ပါတီရဲ့နေနိုင်ငံကောင်းဖို့ကျွန်တော်တို့အလုပ်လုပ်တယ်တဲ့အဲ့တော့ပါတီနိုင်ငံရေးအခုကပါတီနိုင်ငံရေးမဟုတ်တော့ဒီတော်လိုင်းရေးကာလမှာကနိုင်ငံရေးဖြစ်သွားပြီဘာလို့နိုင်ငံရေးဖြစ်တာလဲဆိုတော့ပါတီနိုင်ငံရေးတဲ့ကျွန်တော်တို့ပို့လာတယ်ကျွန်တော်တို့ဒီအာနာရှင်စနစ်တစ်ခုကို မလိုချင်လို့ Federal Democracy နိုင်ငံကိုကျွန်တော်တို့ထူထောင်ချင်လို့ကျွန်တော်တို့အစောလုံးတည်းကကျွန်တော်တို့ပါတီနိုင်ငံကြီးလုပ်ခဲ့တယ်ကျွန်တော်တို့ဒီမှန်မှန်ကန်ကန်နဲ့မဲပေးရွေးချယ်တဲ့စနစ်တွေသွားတယ်ရွေးကောက်ပွဲကိုကျွန်တော်တို့ပါဝင်ရှင်းပြန်ခဲ့ကြတယ်သို့ပေမဲ့ဒီရွေးကောက်ပွဲကိုသူတို့ကတောင်ပြူကမ်းမြူနိုင်လိုက်တဲ့အချိန်မှာမတက်မပါဘူးဆိုပြီးတော့အာဏာသိမ်းလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်တော့ကတော့ကျွန်တော်ကနိုင်ငံကြီးသမားပဲကောင်းကောင်းမွန်မွန်နဲ့ဆန္ဒပြတယ်ငင်းငင်းကြက်ကြက်နဲ့ဆန္ဒပြတယ်ကျွန်တော်တို့လူချင်တော့ကျွန်တော်တို့တောင်းတယ်အဲ့ဒီအချိန်မှာသူတို့တွေကမပေးမပေးတဲ့ပို့ရှိမာတင်ဖြစ်ခဲ့တာဒီပေါ့ ော့မန္တလေးမှာကျင်းစင်းတို့ကြာဆုံးတာတွေတို့အဲ့ဒီနောက်ကြာဆုံးတာတွေတော်တော်များများမှာပါဝင်ခဲ့တာတွေရှိလာတဲ့အခါကျတော့ဒါတွေကိုကျွန်တော်တို့ငင်းချင်းချင်းနဲ့ဆန္ဒပြနေတဲ့ပုံမှာအဆင်မပြေတော့အဲ့တော့အဆင်မပြေတော့ကျွန်တော်တို့ဘာလုပ်ရမလဲလမ်းစဉ်ကိုကျွန်တော်တို့အခုကြည့်ရမယ်အဲ့တော့ကျွန်တော်နိုင်ငံရေးလုံးလို့မရတော့အဲ့တော့နိုင်ငံအရေးလုံးမယ်ကျွန်တော်တို့ကပန်းကင်ပြီးတော့ကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးဆန္ဒပြနေတဲ့အချိန်မှာသူတို့ကကျွန်တော်တို့ဂန်းကင်ပြီးတော့ဖြိုခွင်းတဲ့အချိန်မှာကျွန်တော်တို့ဒီဂန်းကင်ပြီးတော့ပြန်တော်လှန်မှရမယ်ဆိုတဲ့နိုင်ငံ အရေးကိုရောက်လာတဲ့ခါကျတော့နိုင်ငံကြီးနဲ့နိုင်ငံအီတော်တော်ကွာသွားပြီတနိုင်ငံလုံးလွတ်မြောက်ဖို့တနိုင်ငံလုံးအာဏာရှင်စနစ်လက်ထက်ရနေပြီးတော့ထွက်ဖို့ကျွန်တော်တို့စူးစမ်းရမယ်အဲ့တော့ကျွန်တော်တို့ဒီဒီလက်နက်ကင်လန်းစင်ကိုရွေးလို့ရှိရင်ကျွန်တော်တို့အသက်ဒီ50 50ရာခိုင်နှုန်းမှာပဲအသက်ရှင်ဖို့လဲ50ရာခိုင်နှုန်းပဲရှိတယ်တေဖို့လဲ50ရာခိုင်နှုန်းပဲရှိအဲ့တော့ကျွန်တော်တို့ဒီ ဒီတော်လန်ရေးနဲ့နိုင်ငံရေးနဲ့ကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကအခုဆိုလို့ရှိရင်မြို့နယ်မှာလည်းကျွန်တော်ရဲ့မြို့နယ်အတွင်းမှုဆိုတဲ့နိုင်ငံရေးကိုလည်းကျွန်တော်လုပ်လုပ်လုပ်နေတော်လန်ရေးမှာလည်းကျွန်တော်ရှေ့တန်းမှာလိုက်ပြီးတော့ကျွန်တော်ကထောက်ဖို့ဖြစ်နေလို့တယ်ဒါပေမဲ့ထောက်ဖို့ဆိုတာကကျွန်တော်ကနောက်တန်းမှနေတယ်ထောက်ဖို့မဟုတ်ဘူးကြုံရင်ပြစ်မယ်ဆိုတဲ့ရှေ့တန်းမှာနေတဲ့တိုက်ခိုက်ရေးထောက်ဖို့အဲ့တော့ကျွန်တော်တို့ကအများကြီးကွာသွားပြီတော်လန်ရေးနဲ့နိုင်ငံရေးဟာလည်းတွန်တွဲနေမှာရမယ်တစ်ဖက်ကဂန်းကင်ရင်ကျွန်တော်တို့လက်ထက်ကစာအုပ်ကင်မှာရမယ် မဟုတ်ရင်ကျွန်တော်တို့တပုံဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့တပုံမဖြစ်ဖို့အတွက်နိုင်ငံရေးကိုလည်းကျွန်တော်တို့ချိတ်ဆက်ထားရမယ်စစ်တိုင်းနေတဲ့စစ်သားတွေဒီနိုင်ငံရေးလည်းနားလည်ရမယ်အဲ့ဒီအတွက်ကျွန်တော်ကတော်လန်ရင်းမှလည်းလက်နက်ကင်လမ်းစဉ်မှာပါဝင်ပြီးတော့ကျွန်တော်ကတိုက်ခိုက်ရေးထောက်ဖို့ရဲဘော်အဖြစ်လည်းရင်းနှီးတီတာဝန်ထမ်းဆောင်တယ်ပါတီမှာကလည်းပါတီရဲ့မြို့နယ်အတွင်းမှုအဖြစ်လည်းကျွန်တော်ကချိတ်ဆက်ပြီးတော့တာဝန်ထမ်းဆောင်တွေ့ပြီးတော့တာဝန်တော့ ထမ်းဆောင်ထားတယ်အဲ့တော့ကွဲလွဲမှုကကြတော့ပါတီကနေနိုင်ငံကောင်းအောင်လုပ်ဖို့အတွက်ပြည်သူတွေကိုမဲဆက်တော်လှန်ရေးမှာကြတော့နိုင်ငံအရေးဖြစ်သွားပြီအဲ့လောက်နဲ့မရတော့ကျွန်တော်တို့လက်နက်ကင်လန်းစင်မှာလည်းကျွန်တော်တို့ကန်ရမယ်အဲ့တော့ဒဘောပေါ်မှာနှိမ့်နိုင်တဲ့အစင်းကလည်းကျွန်တော်တို့သွားတင်တဲ့အရာကလည်းကျွန်တော်တို့သွားရမယ်အဲ့တော့လက်နက်ကင်တော်လှန်ရေးဒီခက်ခဲတယ်ကြံထန်းနေပင်မနေအမြဲတမ်းကိုကိုကိုတရဏကုံတင်ထားရတယ်ကိုကိုကိုဘယ်သောအခါမှကိုဟာအမြဲတမ်းတက်ရှင်ပါမယ်လို့တွေးထားလို့မရတဲ့အတွက်အများကြီး ကွာချက်လေးတော့ရှိသွားတယ်အဲ့တော့ကိုယ့်ရဲ့ရှိမှရှိနေတဲ့ရေဘော်တွေကိုယ်နဲ့တူနေတဲ့ရေဘော်တွေကြာလာမြန်တာကိုယ့်ရဲ့နိုင်ငံအရေးဆိုတဲ့ခံယူချက်ကြီးပို့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 ပြီးပြင်းထန်လာပါတီနိုင်ငံကြီးနဲ့ဒေါ်လာရင်းနေရတာ မတူပြပြပါရှင့်ဟုတ်ကဲ့ပါဆိုတော့ဆီယမအနေနဲ့ KNU တက်မှ6နေမြန်မာရောဒီအခုပဲခူးရုံးမှမြန်မာပြည်အလဲပိုင်းရဲ့အရေးကြီးတဲ့နေရာမှာပါဒါဝင်ထမ်းဆောင်ခဲ့ရတော့အဲ့ဒီနေမြန်နှစ်ခုရဲ့စည်ရေးဆိုင်ရာခက်ခဲတွေပြီးတော့အာသာချက်တွေနဲ့ရင်ဆိုင်ရတဲ့ပုံစံတွေကဘလောက်ထိကွာခြားမှုရှိလဲရှင့်ဒီအထူးသဖြင့်ပေါ့နော်ထောက်ပို့တာဝန်ယူထားတဲ့ဆီယမတယောက်အနေနဲ့ဒီနေမြန်နှစ်ခုကြားမှာရင်ဆိုင်ရတဲ့အကြီးမားဆုံးထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာဒီစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲရှင့်ထောက်ပို့ပိုင်ဆိုင်ရာစိန်ခေါ်မှုကတော့ ော်တော်လေး꽌လဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တမ6ခါမှာကျွန်တော်နေခဲ့တယ်။ကျွန်တော်တို့စစ်တိုက်မယ်ဆိုလို့ရှိရင်စစ်တောင်းတစ်ချောင်းမှာစကားတွေအများကြီးရှိ။ဒီကားတွေနဲ့ပဲရဲဘော်တွေကိုခေါ်သွားတယ်၊ကင်းချတယ်၊တိုက်တယ်ပြီးလို့ရှိရင်လည်းကားနဲ့ပဲပြန်လာခဲ့တယ်ဒါတမ6ခါမှာပေါ့နော်။အဲတော့လမ်းမဆက်သွေးကြီးကြတော့လည်းဒီလောက်ခက်ခက်ခွက်ခဲလဲမရှိဘူး။တမ6ခါမှာကအဲ့လိုရှိပြီ။ဒီဘက်အကိုယုံမဘက်မှာကြတော့အဲ့လိုမဟုတ်တော့ဘူး။ကိုဘက်ကကြတော့ကြီးွယ်မြက်ွယ်နဲ့ ြည့်ရတယ်ကြီးကွယ်မြတ်ကွယ်နဲ့ပြည့်ပြီးမှစိတ်လုံးဂျုံမှုကတော့နည်းနည်းတော့ရှိတာပေါ့နော်ဒီဘက်မှာကျတော့စိတ်လုံးဂျုံမှုလုံးဝမရှိတော့ဒါကြောင့်လဲဆိုတော့ကြီးကွယ်မြတ်ကွယ်လုံးဝမရှိပြီးတော့ကျွန်တော်တို့ကအခုကရွာကနေပြီးတော့မြို့ကျွန်တော်တို့ကမကြခင်မှာမြို့ရင်းစစ်စင်ကြီးတွေကျွန်တော်တို့ကလာတော့မယ်မြို့ရင်းစစ်စင်ကြီးလာမှာဆိုလက်ရှိလေကျွန်တော်တို့ကရှီတန်းမှာနေနေရကျွန်တော်တို့ကရွာထဲကိုရောက်နေအဲ့ဒီမြို့နယ်ကရန်ကုန်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်နာရီတောင်မကြာတော့ဘူးကျွန်တော်တို့ကဒီဘက်မှာဆိုလို့ညတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းကြာရထားတယ်ကားတန်ဒီအမြဲတမ်းအမြဲတမ်းကြာနေကျွန်တော်တို့ကမြို့ပြနဲ့နေလာအဲ့တော့ဒီဘက်က ကြတော့စစ်တိုက်သွားမယ်ဆိုလို့ရှိရင်ဒီဘက်မှာထောက်ပို့မှုအအရန်နေတဲ့အတွက်ကားတစ်စီးတောင်မှအကောင်းမပိုင်မရှိကြကားလေးအစုပ်ကလေးတစ်စီးလေးနဲ့ဒါလေးတွေသွားပြီးတော့ပေဝို့ပို့ဖို့ပဲလုပ်နေရတယ်ပြီးကြတော့စီရေးကိုပေါ်ဆောင်တဲ့နေရာမှာပဲရေပေါ်တွေချီကျင်သွားတယ်အခုမိုးရင်းဆိုပုတ်ဆိုးတယ်အဲဟိုအချင်းနေကဒါစမအူလေကြာပါပါနော်တော်ယူစခန်းမှာတန်တိန်လာဆိုလို့ရှိရင်ရေပေါ်ကြီးချီကျင်သွားရတယ်တိုက်ရတာမပင်မမှုချီကျင်သွားရတဲ့အရာကဝေးတဲ့ခါကျတော့ တော်တော်ပင်မနဲ့တော်တော်ပင်မနဲ့ခါကြတော့ကိုဘက်ရောက်တဲ့ခါကြတော့လေကြည်ကွယ်မျက်ကွယ်မရှိဘူးတူလာတာကိုမြင်ရတယ်ကိုလာတာသူမြင်ရတယ်ကျွန်တော်ထည့်ပြရတယ်ထည့်ပြရတဲ့ခါကြတော့ဒီဘက်ကကြတော့အဲ့ဒီအတွက်ကြတော့စီရေးအချိန်ကြီးကြတော့လေတော်တော်လေးကွာဟသွားတယ်ကိုဘက်ကဘာအားတာလဲဆိုကိုဘက်ကတိုက်မယ်ဆိုလို့ရှိရင်ကားနဲ့သွားမယ်တမ6ဘက်ကအဲတိုက်ပြီးလို့ရှိရင်ကားနဲ့ပြန်ခေါ်လာမယ်လူနာဆိုလို့ရှိရင်လည်းအမှဒဏ်ရာရတဲ့လူနာရပါလေဆိုလို့ရှိရင်လည်းအရေးပေါ်ကားနဲ့ခေါ်ခဲ့လို့ရတယ်ဒီဘက်ကကြတော့အလိုမဟုတ် ထန်နိုင်ရတဲ့ရဲဘော်တွေပိုင်လို့လူထမ်းပြီးတော့တည်ခဲ့ရတဲ့အခြေအနေမျိုးတွေရှိနေတဲ့ခါကြတော့ဒီဘက်ကကျတော့အဲ့ဒါတွေအရင်အားနေချက်ရှိနောက်တစ်ခုကကျတော့ထပ်ဖို့ပိုင်ဆိုင်ရာကျတော့ဘာလို့ခက်ခဲသွားလဲဆိုတော့ဘိုးဘက်တမ၆ဖွဲ့မှာကျတော့ကျွန်တော်တို့တစ်ခါတခါရေးခါသွားတည်လို့ရှိရင်အနည်းဆုံးကားလေးစီး၅စီးနဲ့ကျွန်တော်တို့သွားတည်ရတယ်ဒါ15ရက်တခါလောက်ကျွန်တော်တို့သွားတည့်ရတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုအဲ့ဘက်မှာဘန်ကောက်ကပူတဲ့အရာကနေပြီးပူရောက်တယ်။မဲဆောက်ကပူတဲ့အရာလေမဲဆောက်ရဲ့ဘန်ကောက်ရဲ့ မြော်ရီရဲ့ပေါ့နော်အဲ့ပို့တဲ့အရာတွေအားလုံးကအဲ့ထောက်ပို့တဲ့ရိတ်ခါရီအရာအားတနေမှာစုထားပြီးမှအဲ့မှာသွားတဲ့အဆူတဲ့အခါကျတော့ရိတ်ခါပိုင်းနေဆိုင်ရလည်းလွတ်လွတ်လပ်လပ်နဲ့တဲခွင့်ရှိတယ်ပြီးတော့ရဲဘော်တွေအတွက်လည်းရိတ်ခါလုံလောလောရှိရဲတခါတလေမိုးတွင်းမှာပဲဟိုသွားပြီးတော့ဟိုကားတွေပါကြီးသွားမြရလို့အခက်ခဲလေးတခုဒါလောက်ပဲရှိဒီဘက်ကကျတော့ရိတ်ခါလုံမဲ့လို့မရှိကျွန်တော်တို့ကပစံ အလူပစံငွေရမှာကျွန်တော်တို့ရိတ်ခါလေးကိုတရင်ရနေပြီးတော့ဝယ်ရတဲ့အခြေအနေရှိဒီဘက်မှာကမြို့နဲ့နီးနေတာဆိုတဲ့အခါကျတော့မြို့မှာနေတဲ့ပြည်သူတွေကကျွန်တော်တို့ရိတ်ခါလေးပါလေမလူရဲကြရိတ်ခါပိုင်းဆိုင်ရာကြတော့ဒီဘက်မှာကမိုးရင်းပိုင်းဆိုင်ရာလည်းဖြစ်လာတာတကြောင်နေဆက်တီနဲ့မနီးတဲ့ပေါ့နော်ဒီအလဲပိုင်းတိုင်းထဲမှာရောက်လာတာဖြစ်တဲ့အတွက်ရိတ်ခါပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ပြည်သူကမလူရဲဘူးပြည်သူမလူရဲတော့ရိတ်ခါပိုင်းဆိုင်ရာကလည်းတော်တော်ကိုဒီဘက်မှာအခက်အခဲ ရှိရတယ်ပေါ့နော်အဲ့လိုအခြားချက်ကလေးရရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့အခုဒီတော်လှန်ရေးအဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့နေမြေတွေမှာပေါ့နော်ကြာကာလအုပ်ချုပ်ရေးနဲ့ဒီတရားစီရင်ရေးကဏ္ဍတွေစတင်ပြီးတော့မှအသက်ဝင်နေပြီလို့ကြားသိရပါတယ်ဆိုတော့ဆရာမရဲ့အတွေ့အကြုံအရဒီနေမြေတွေမှာပြည်သူလူထုတွေအတွက်အုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုပေါ့နော်ဘယ်လိုပုံစံနဲ့ဖော်ဆောင်နေပါသလဲရှင်ဒီအနာဂတ် Federal Democracy နိုင်ငံတော်အတွက်ကောဒီအလေးအထတွေကဟိုဘယ်လောက်အရေးကြီးတယ်လို့ဆရာမအနေနဲ့ ်ညင်မိလေပေါ့နော်အခုလောလောဆယ်နေမီစုမှုမှုတွေရတဲ့အချိန်မှာကျွန်တော်တို့ကဒီဘက်မှာပတ်တော့လုံးရှိတယ်ပေါ့နော်ဒီအုပ်ချုပ်ရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေနဲ့သူတို့ရဲ့ဒေတာမှာရှိနေတဲ့ဒီရွာသူရွာသားရဲ့လေးစားကြည့်ရတဲ့သူကိုသူတို့ရဲ့နေမီခံတွေကိုပဲကျွန်တော်တို့အုပ်ချုပ်ရေးအဖြစ်နဲ့ထားတယ်ပြီးကြတော့ပြည်သူလုံခြုံရေးကကြတော့ကျွန်တော်တို့တက်ရင်ကပဲပြည်သူလုံခြုံရေးဆိုပြီးတော့ တည်တံ့ဖွဲ့ပေးထားပြီးတော့ပြည်သူတွေရဲ့လုံခြုံရေးကိုကျွန်တော်တို့ကာကွယ်ဆောင်ရှောက်ပေးတာလေးရှိတရားဥပဒေစိုးမိုးမှုအပိုင်းကြတော့ကျွန်တော်တို့ကအတိအချိန်မှာကျွန်တော်တို့အများကြီးလှုပ်လို့မရသေးဘူးအများကြီးလှုပ်လို့မရသေးဘူးဆိုတာကဟိုအပြစ်တစ်ခုကိုဘယ်လိုရှိလို့ရှိရင်ဘယ်လိုပုံစံမျိုးရေးယူမယ်ဆိုတာလောက်ကတော့ရှိပြီမယ်ကျွန်တော်အပြစ်တစ်ခုလှုပ်လာတယ်ထိတ်တုံခတ်ထားတာလို့ပေါ့နော်တချို့ကြတော့လည်းအရင်မကြည့်လို့နဲ့ဟာလေးဆိုလို့ရှိရင်ပေါ့နော်ဟိုအလုံးတစ်ခုသူတို့နဲ့အဆင်ပြေတာလေးတွေနဲ့အပြစ်ပေးတာလေးတွေရှိတရားရုံးတွေပါလေဆိုတာလည်းလောလောဆယ်ကတရားရေးဆိုင်ရာပညာရှင်တွေကျွန်တော်တို့နေမည် ဆိုမှုပမာကြတိတ်မရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီပါအာဖာနဲ့ပါလာဖာနဲ့ရပဲဒီဟာလေးတွေကိုထိန်ချုပ်နေရပြီးတော့ရှိပါတယ်ဒီအရာတွေကတော်လိုင်း ကာလအလွန်မှားကြတော့ကျွန်တော်တို့အရန်အရေးကြီးတဲ့အရာတွေပါ။ဒါဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဒီ PDF ဒီတိုက်ဖို့တက်ဖဲဖြစ်မယ်။အဲ့တော့ပတ်သုံးလုံးဒီပြည်သူအတွက်ပေါ့နော်လိုအပ်တာတွေဖြည့်ဆည်းရမယ်။ပြည်သူဖြစ်ချင်တဲ့ဆန္ဒတွေပြည်သူအတွက်လုံခြုံရေးတွေပြီးတော့တရားဥပဒေစိုးမိုးမှုတွေပါတွေဆိုတာကတော့တော်လိုင်းရဲ့အလွန်ကြလို့ရှိတော့အများကြီးအကောင့်ထဲပေါ်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်။အခုချိန်ကျွန်တော်တို့ဂျာကလာမှာဆိုတော့ကျွန်တော်တို့ကနေမီစိုးမိုးမှုရတာတော့မှန်တယ်။ကျွန်တော်တို့ကအထိုင်ကကျွန်တော်တို့မတည်ငြိမ်ဘူး။ဒီနာဟိုနာဆိုတာအမြဲတမ်းရှိရတဲ့အတွက်အဲ့ဒီတရားဥပဒေ လေးစုံမှုမှုဘိုင်းမှာကတော့အပြစ်ပေးအရေးယူတာတွေကိုထင်တယ်လို့ကြီးကျွန်တော်တို့မလုံနိုင်မိမဲ့လောလောဆယ်ကတော့ပါလာဖရီအနေနဲ့ကသူတို့ရဲ့လုံတင်လုံထိုက်တာတွေအကုန်လုံးကိုတော့လုံဆောင်နေကြတယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ဆိုတော့ဒီတော်လှန်ရေးမှာအမျိုးသမီးတွေဟာတော်လှန်ရေးရဲ့ကြောယိုဖြစ်တယ်လို့လည်းပြောနေကြတယ်ပေါ့နော်။ဆိုတော့ဒီနိုင်ငံရေးစိတ်ရေးဒီထောက်ပို့ရေးဒီစေကုသရေးစတဲ့ကဏ္ဍပေါင်းစုံမှာအမျိုးသမီးတွေဟာတက်ကြွစွာနဲ့ပါဝင်နေတာကိုလည်းတွေ့ရတယ်။ဆိုတော့ရှေ့တန်းမှာရှိနေတဲ့ဆရာမလိုအမျိုးသမီးတယောက်အနေနဲ့တော်လှန်ရေးအတွင်းမှာ အမျိုးသမီးတွေရဲ့ဥစ္စာမှုအခမ်းကဏ္ဍကိုပေါ့နော်ဆီယမအနေနဲ့ဘယ်လိုများမြင်ပါသလဲရှင်ကျွန်တော်တို့ကကြတော့ကျမတန်းတူပဲဗျဘာဖြစ်လို့လဲဆိုတဲ့အခါကျွန်တော်တို့အခြေခံစီရေးပြတင်တန်းတိုက်ခိုက်ရေးတင်တန်းပြီးတော့ကွန်မန်ဒိုတင်တန်းကျွန်တော်တို့တက်ခဲ့ရတယ်အမျိုးသားတွေကိုထိုင်90ဆိုလဲကျွန်တော်တို့90တိုက်ထိုးခဲ့ရတာပဲလေကျွန်တော်တို့မှာကမျိုးသမီးပါဆိုပြီးတည်တန်းအခွင့်အရေးရထားတာလုံးဝမရှိအခုလှူရှားတဲ့အချိန်မှာကလည်းသူတို့တွေနဲ့တန်းတူကျွန်တော်တို့ လှုပ်ရှားရတာပဲဒီစီးပိုင်းဆိုင်ရာတွေထောက်ပို့ပိုင်းဆိုင်ရာတွေမဟုတ်ဘဲနဲ့အခြားအခြားသောစနိုက်ပါဆိုတာတွေလည်းရှိတယ်ပြီးကြတော့တိုက်ခိုက်ရေးမှာလည်းအမျိုးသမီးတွေရှိတယ်ကော်ပိုရာမာတော့ကကြာတော့အရာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်အမျိုးသမီးတွေကတိုက်ခိုက်ရေးတွေရောဒီစနိုက်ပါတွေမှာတွေရော စီမာရောထပ်ဖို့မာရောအဖက်ဖက်ကနေပြီးတော့ကိုဝါသနာပါရပေါ့နော်တိုက်ခိုက်ရေးဝါသနာပါတဲ့သူကတချို့ဝါသနာကိုပါကျွန်တော်ဆိုလို့ရှိရင်ထောက်ဖို့ကိုကျွန်တော်မလုပ်ချင်တိုက်ခိုက်ရေးကိုပဲအားတာဒါပေမဲ့လိုအပ်တဲ့အချိန်မှာဒီထောက်ဖို့ခန်းကဏ္ဍကလည်းအရေးပါတယ်ဆိုတော့မဖြစ်မနေကျွန်တော်တို့ကထောက်ဖို့ဖြစ်တာဝန်ထမ်းဆောင်ရတာအဲ့တော့တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာအမျိုးသားတွေကတိုက်ပွဲမှာလေသူတို့တွေတိုက်နိုင်တယ်လို့အမျိုးသမီးတွေကလည်းတိုက်ပွဲမှာတိုက်နိုင်ပါတယ် နော်ဒါလေးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီအခုနဆရာမပြောသလိုမျိုးပဲအမျိုးသမီးတွေဟာဆေးရည်လေ့ကျင့်တဲ့အခါဖြစ်ဖြစ်အမျိုးသားတွေနဲ့တန်းတူအမျိုးသမီးဆိုပြီးတော့အခွင့်အထူးတွေမခံရသလိုမျိုးပဲဒီဒေါ်လာရေးအားစုတွေကြားမှာခုနဒီကြားမှာတန်းတူဒီအခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှလက်တွေ့ကြကြတိုးတက်မှုတွေဘလောက်ထိရှိလာပြီလဲရှင်ဥပမာအားဖြင့်တာဝန်ခွဲဝေမှုအပိုင်းပြီးတော့ဒီစုံပြတ်ချက်ချရတဲ့နေရာတွေမှာပေါ့နော်အမျိုးသမီးတွေရဲ့အတန်ကိုအလေးထားမှုစတာတွေတုံတွဲရတဲ့အားသာချက်အားနည်းချက်တွေရှိရင်လဲဆရာမနေနဲ့ပြောပြပေးစေ ကြပါတယ်ရှင်အားသာခြင်းအားနေချက်တွေကတော့ရှိပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ထမ်းဆောင် နေတဲ့ဒီစစ်ကြောင်းပေါ့နော်ကျွန်တော်တို့ဆိုလို့ရှင်တာပထမကော်ပိုရာစစ်ကြောင်းအခုဆိုလို့ရှင်တော်ဝင်တောင်းစစ်ကြောင်းပေါ့နော်ကျွန်တော်စစ်ကြောင်းတစ်ခုကိုကျွန်တော်ပြောင်းလဲပြီးတော့ထမ်းဆောင်နေတဲ့အချိန်မှာကျွန်တော်မှာတော့အလိုမရှိခဲ့ဘူးကျွန်တော်ရဲ့လုံနိုင်မှုပေါ်မှာပဲကျွန်တော်တောင်းပေးကြတယ်ပြီးတော့ပေါ့နော်ဒီဆုံးဖြတ်ချက်ချတဲ့အခါမှာလဲကိုကအကောင်းဆုံးကြီးကိုအကြံဉာဏ်ပေးနိုင်တယ်ဆိုလို့ရှင်ကိုရဲ့အဆုံးဖြတ်ချက်တွေကိုအကုန်လုံးကယူကြပါတယ်တချို့ကြတော့ရှိတယ်ဗျာ ကျွန်တော်မှတော့မကြုံရပါဘူး။တခြားမျိုးသမီးတွေကြုံရတယ်ပေါ့နော်။ဘလို့ကြုံရလဲဆိုတဲ့ခါကျတော့ main ကလေးမှုလို့ကြီးမားတဲ့တောင်ကိုမပေးဘူးဆိုတဲ့အရာမျိုးတွေပေါ့နော်။ဥပမာပေါ့နော်ဟိုထောက်ပို့ခန္ဓာပဲဖြစ်ဖြစ်ဟိုတခြားခန္ဓာပဲဖြစ်ဖြစ်ပေါ့သူကတော့မင်းကလေးမလုံးနိုင်ဘူးတချို့ကြောင့်လည်းလုံးနိုင်နေတဲ့တန်းနဲ့သူကတော့မင်းကလေးမို့လို့ဆိုတဲ့ခွဲခြားစိတ်ဖြာတဲ့အရာတွေလည်းရှိတယ်အဲ့ဒါတွေက100ရာခန့်အနုံးလောက်ပဲရှိပါတယ် 80ရာခိုင်နှုန်းလောက်ကတော့အမျိုးသမီးတယောက်ရဲ့သူ့ရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်သူ့ရဲ့လှုပ်ပုံကင်ပုံသူ့ရဲ့ပြောပုံဆိုပုံပေါ်မှာပဲကြည့်ပြီးတော့တာဝန်အတီးတီးရတော့ပေးကြပါတယ်။ဒါပေမဲ့30ရာခိုင်နှုန်းလောက်ပါကြတော့ဘလောက်ပဲတော်နေတော်နေသူ့အမျိုးသမီးဖြစ်လို့ဆိုပြီးတော့ကြီးမားတဲ့ရာလူကိုမပေးဘူးဆိုတာကတော့ကျွန်တော်အတိမိတ်ဆွေအမျိုးသမီးတယောက်နဲ့ကျွန်တော်စကားပြောရပါတယ်။ဒါဆိုတော့ ဲ့ဒီမှာကို तू ကတော်တော်လေးကိုပဲ तू ကထဲထဲဝင်ဝင် तू လုတ်ခဲ့ရတယ်ထဲထဲဝင်ဝင်လုတ်ရပြီမဲ့ तू ကိုတာဝန်ကြီးကြီးမားမားမပေးဘူးကြီးကြီးမားမားမပေးတဲ့အချိန်မှာရဲဘော်ချစ်ချင်းစကားများကြတဲ့အချိန်မှာဟိုတခြားရဲဘော်ကပြောတယ်ပေါ့နော်အမဘာတာဝန်ရှိလို့လဲပေါ့ အမကအလုံးနိုင်လို့မဟုတ်ခိုင်းကောင်းလို့မဟုတ်ခိုင်းထားတာတောင်းဝန်ဘာမှမရှိဘူးဆိုတဲ့ပုံစံမျိုးသူ့ကိုပြောခံရတဲ့အချိန်မှာသူရှက်လာတယ်ပေါ့နော်အများကြီးလက်အလုံးလုံးနိုင်တယ်ဒါပေမဲ့သူ့ကိုကြတော့သူလှုပ်ဆောင်နိုင်တဲ့တောင်းဝန်ကိုသူ့မပေးဘူးပေါ့ဥပမာပေါ့ကွာဟိုတက်စိတ်မှုလို့တက်စုမှုလို့ပုံစံမျိုးပေါ့အဲဒါမျိုးတွေကိုသူ့မပေးတဲ့ပုံစံမျိုးဖြစ်လာတဲ့ခါကျတော့သူအကြီးအကဲကိုသူမေးတယ်သူလုံးနိုင်တယ် ပေးရတဲ့တာဝန်လို့သူကြည်ပုံအောင်တာဝန်ကိုထမ်းဆောင်တယ်ဒါပေမဲ့ခိုင်းကောင်းလို့ခိုင်းနေဆိုတဲ့ပုံစံမျိုးပဲဖြစ်ပြီးတော့ဘာတာဝန်လဲဘာရတူလဲလို့မေးလို့ရှိရင်သူ့မှာတာဝန်ရလို့မပြောနိုင်တော့အောက်ခြေကရဲဘော်တွေနဲ့ဆက်ဆံရတဲ့အချိန်မှာသူ့အနေနဲ့ကတင်ရရတယ်ပေါ့နော်ရဲဘော်တွေတေချာကောင်းမပြောနိုင်ဘူးလို့အဲ့ဒီကသူ့ရဲ့အကြီးအကဲကိုပြောတဲ့အချိန်မှာသူ့အကြီးအကဲကတာဝန်တွေလုံနိုင်တာလည်းသိတယ်တာဝန်ကြီးတာလည်း ိတယ်စမ်းဆောင်ရည်ရှိတာကိုလည်းသိဒါပေမဲ့အမျိုးသမီးမှုလို့အဲ့နေရာလေးကိုပြီးလို့မရဘူးဆိုလို့ပြောတဲ့အချိန်မှာသူစိတ်ဓာတ်ကြပြီးအခုဆိုမဲဆောက်ကိုရောက်သွားဒါမျိုးကမဖြစ်တဲ့နဲ့ရည်ဒါကမျိုးသမီးတယောက်ရဲ့စမ်းဆောင်ရည်လုံးနိုင်တဲ့ရည်အချင်းသူ့ရဲ့စွမ်းရည်တွေအဲ့ဒီစကားတစ်ဖုံးနဲ့အလုံးကစမ်းရည်တွေပြုတ်ကြသွားငါ့ကိုလူသုံးမဲ့သုံးနေဘာမှ ငါမတောင်းဝန်ပေးထားတာမဟုတ်ဘဲနဲ့ငါလူသုံးပုံစံမျိုးဖြစ်တော့ငါအဆင်မပြေဘူးဆိုရယ်စိတ်တက်ကြပြီးမှအဲ့လိုထွက်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်။ဟုတ်ကဲ့ပါဆိုတော့ဒီတော်လှန်ရေးအောင်မြင်ပြီးတဲ့အခါမှာပေါ့လေအမျိုးသမီးတွေရဲ့အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရောဒီလက်တွေ့လူမှုဘဝတွေမှာပါအမကန်ချက်အပြည့်အဝရဖို့အတွက်ဆိုလို့ရှိရင်ဘလို့အချက်တွေကိုအခုကတည်းကဒီကြိုတင်ပြင်ဆင်ထားတဲ့လို့ဆရာမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်။ကျွန်တော်တို့ဒါဟိုတော်လှန်ရေးပြီးလို့ရှိရင်အကောင်းဆုံးဥပဒေကိုကျွန်တော်တို့ရေးဆွဲနိုင်မယ် ျွန်တော်မျှော်လင့်ပါတယ်။အဲ့ဒီဥပဒေထဲမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာလက်ရှိလှုပ်ရှားနေတဲ့တော်လှန်ရေးရဲ့သွာလာနေတဲ့အထဲမှာကိုကြည့်ပြီးတော့အမျိုးသမီးတွေလှုပ်ရှားမှုအခန်းကဏ္ဍဟာဘလောက်အရေးပါတယ်။ဘလို့ပုံစံမျိုးမှာပါဝင်တဲ့နယ်ဆိုတာကိုကျွန်တော်တို့ကအသေးစိတ်ကတော့အချက်လက်တွေကတော့ကျွန်တော်တို့အမှတ်တမ်းတွေလုပ်ထားတာတော့ရှိတယ်ပေါ့နော်။အမျိုးသမီးနဲ့ဂျာမတန်တူအခွင့်အရေးတွေကျွန်တော်တို့ရှိရမယ်။အမျိုးသမီးတယောက်ရဲ့ဆွမ်းဆောင်ရေးပုံမှာမူတည်ပြီးတော့သူ့ရဲ့လှုပ်ရည်ကိုင်ကိုကြည့်ပြီးတော့သူ့ရဲ့လှုပ်ရည်ကိုင်ရှိတဲ့အထိုက်လျှောက်တာဝန်သူမဟုတ်ရာသူ ပေးပြီးတော့ဒါမျိုးတွေလည်းလှုပ်ဆောင်ပေးတဲ့ပြီးကြတော့ဗောနော်ဒီအမျိုးသမီးဆိုပြီးတော့ဖိနှိပ်နေတဲ့ခေဟောင်းကသူတို့ရဲ့လက်သုံးစကားတွေကိုလည်းမသုံးနိုင်အောင်ကျွန်တော်တို့ဥရီထဲမှာအမျိုးသမီးခန့်ခန့်နဲ့ပတ်သက်တဲ့ဥရီရေးရတယ်ကျွန်တော်အမျိုးသမီးတွေတိုင်ပင်ပြီးတော့စနစ်တကျကျွန်တော်တို့ဒီဟာလေးတွေကိုပေးပို့ပြီးမှကျွန်တော်တို့ဒီဓာတ်တွေဒီလိုဖြစ်တဲ့နေဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့အကြံပြုပါလို့ကျွန်တော်တို့စိတ်ထဲမှာ ညွှန်မှားထားပါတယ်ရှင့်ဟုတ်ကဲ့ပါရှင်뇌ဦးတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ဒီအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်ပေါ့နော်အိန္ဒိယတို့ရဲ့ဒီယက်တီချက်တွေပါဝင်ပတ်သက်မှုတွေအပေါ်မှာဆရာမရဲ့သုံးသပ်ချက်အမြင်ကိုလည်းသိပေးရစေရှင့်တို့ရဲ့မူဝါဒတွေကကျမတို့အခုတော်လိုင်းရဲ့အပေါ်မှာဘယ်လောက်ထိတည်ရောက်မှုရှိတယ်လို့ဆရာမအနေနဲ့သုံးသပ်ပါလေရှင့်အိန္ဒိယနိုင်ငံတွေကိုကျွန်တော်တို့ကအားကိုးလို့မရဘာကြောင့်အားကိုးလို့မရတာလဲဆိုလို့ရှင့်အခုလက်ရှိကျွန်တော်တို့ဒေါ်လာရေးကာလမှာတို့ရဲ့လှုပ်ဆောင်ချက်တွေကကျွန်တော်တို့ဒေါ်လာရေးကိုတော်တော်လေးအားရော့သွားအောင်လှုပ်ဆောင်နေ တဲ့ပုံစံမျိုးတွေတက်ရောက်နေတာအများကြီးတွေ့ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံမှာဖြစ်ဖြစ်တခြားနိုင်ငံမှာဖြစ်ဖြစ်အခုအရင်တော့ဆိုလို့ရှိရင်စစ်ရှောင်းအတွက်တို့ပြီးကြတော့ဒီတော်လှန်ရေးအတွက်တို့ပြည်ပရောက်မြန်မာတွေအလူတွေထွက်ခွာကြတယ်အလူထွက်ခွာပြီးတော့ကျွန်တော်တို့တွေကိုထောက်ပံ့ပေးတယ်ထောက်ပို့ပေးတယ်သူတို့ထောက်ပို့မှုတွေနဲ့ပဲကျွန်တော်တို့ရှေ့တန်းမှာပါဝင်ပတ်သက်ပြီးတော့ကျွန်တော်တို့တိုက်နေရတယ်ကျွန်တော်တို့ရဲ့ဒေါ်လာရေးရဲ့အဓိကကကျွန်တော်တို့ကထောက်ပို့အင်အားကောင်းမှကျွန်တော်တို့တိုက်လို့ရတာဒီထောက်ပို့မှရလာတဲ့ ကြည့်ဖို့လက်နဲ့ဒီစစ်သားတယောက်ရဲ့တော့ဗောနဒီယူနီဖောင်းတွေပါလေရဆဆဒီပြပအာကိုပြီးကျွန်တော်တို့ကသွားနေရတာအဲ့တော့ပြပအာကိုပြီးသွားနေရတဲ့အချိန်မှာဒါတွေကိုလိုက်ဖမ်းစီးတာတွေလုပ်တယ်တော်လှန်ရေးနဲ့ပတ်သက်တဲ့အရာတွေဆိုလို့ရှိရင်လုံးဝမလုံခံဘူးဗောနဒီရမိုးတွေတန်တတ်တာတွေရှိတယ်ကိုယ်စတရုပ်ဆိုလို့ရှိရင်လည်းတွေးကြည့်လို့ရပါတယ်ဗောနဒါလာရှုဖြစ်စင်နေလို့ပါလေဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဘလို့မှလားလာမကောင်းတဲ့အရာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေကျွန်တော်တို့လုံးဝအာမကူရတဲ့အတွေ့ကျွန်တော်တို့တွေက သူတို့ရဲ့လှုပ်ဆောင်နေတဲ့အလုပ်ဒီကျွန်တော်တို့တော်လှန်ရေးကိုမေးမိစေတယ်စစ်တပ်ကိုပဲသူတို့ကအားပေးနေတဲ့ပုံစံမျိုးဖြစ်တဲ့အတွေ့ကျွန်တော်တို့ကအိန္ဒိယနိုင်ငံမျိုးလေအားကိုလို့မရပဲနဲ့ကိုအားကိုကိုပြီးတော့ကိုဟာနဲ့ကိုရုံးကန်ပြီးတော့ကျွန်တော်တို့လုပ်နေတဲ့အချိန်မှာအဲ့ဒီအိန္ဒိယနိုင်ငံတွေရဲ့သူတို့ရဲ့ထုတ်ထားတဲ့ဥပဒေတွေကကျွန်တော်တို့တော်လှန်ရေးအတွက်ကိုဆူဆူဝါးဝါးကိုပါပဲထိခိုက်တယ်လို့ကျွန်တော်အနေနဲ့ ြည်နေပါရှင့်ဟုတ်ကဲ့ပါဆိုတော့တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှကျွန်တော်တို့ပြည်သူတွေလူထုတွေမှာလည်းပဲစိတ်ပိုင်းဆိုင်ရာဒီပင်ပန်းလွတ်နယ်မှုတွေပြည်စားဝတ်နေရေးဆိုင်ရာဒီအခက်အခဲတွေလည်းဟိုရှိလာတယ်ပေါ့နော်ဆိုတော့ရှေ့တန်းကနေပြီးတော့မှပြည်သူလူထုကိုဘလို့သတင်းစကားမျိုးဆက်မနေတဲ့ပါခြင်းပါလေသူတို့ရဲ့ဒီပါဝင်ထောက်ဖို့ကူညီမှုတွေကရောတော်လှန်ရေးအတွက်ဘလောက်ထိဟိုအရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းတပါရရှင်းပြပေးစေချင်ပါတယ်ရှင့်ပြည်သူတွေလည်းဒီနှစ်ကျော်ငါးနှစ်ထဲရောက်လာပြီဆိုတော့အဆင်မပြေတော့ဆိုတာကျွန်တော်တို့သိတယ် ဒါပေမဲ့ကျွန်တော်တို့လည်းအဆင်မပြေပါအဲ့တော့ဘာကြောင့်လဲဆိုတဲ့ခါကျတော့တော်လန်ရေးကြီးကကြာရှည်လာတဲ့အများကျွန်တော်တို့အသက်တွေကနေတိုင်းပေးနေရတယ်ကျွန်တော်တို့တွေတင်မဟုတ်ဘူးမြို့ထဲမှာရှိနေတဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့ကပြန်စိတ်မချရပါဘူး ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဒီကောင်တွေကလေရင်နေနဲ့ကလေးသူငယ်တွေတို့တစားတင်ချောင်းတွေဖုန်ကြီးချောင်းတွေတို့လိုက်ကျဲနေတဲ့အချိန်မှာပြည်သူတွေလည်းစိတ်မလုံခြုံဘဲနဲ့နေနေရတာဆိုတဲ့ခါကျတော့သူတို့လည်းစိတ်အဆင်ပြေကြမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတွက်လည်းကျွန်တော်တို့ကဒေါ်လာရေးကိုမြန်မြန်ပြီးခြင်းတယ်ပြည်သူတွေကိုအားတင်းထားပါလို့ပြောခြင်းတယ်ကျွန်တော်တို့ PDF တွေကပြည်သူတွေအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေပါတယ်လို့များမကြမီအချိန်မှာကျွန်တော်တို့အောင်မွေးနေအတူလွတ်လပ်ပြီးတော့တရားမျှတတဲ့နိုင်ငံတော်ဖြစ်အောင်ကျွန်တော်တို့ပြည်သူတွေအတွက် ပေါ်ဆောင်ပေးပါမယ်လို့လည်းပြောကြင်ပါတယ်။နောက်တစ်ခုကကျတော့ပြည်သူတွေရဲ့ထောက်ပို့မှုက မြန်မာ၅တောင်ဝါဆဆကျွန်တော်တို့တန်ကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့စားနေတဲ့အရာဒီပြည်သူရဲ့ထမင်းကိုကျွန်တော်တို့စားနေရတယ်။ပြည်သူထောက်ပို့မှုတွေရဲ့အားတွေကိုစားရတဲ့အတွက်ကျွန်တော်တို့ဒီထမင်းစားမယ်ဆိုလို့ရှိရင်တော့မှပဲပြည်သူတွေကိုဒါအသက်အိုးအိမ်စီစဉ်ဖို့ကာကွယ်စောင့်ရှောက်ဖို့အတွက်ကိုကျွန်တော်တို့ဒီပြဿနာဆိုပြီးမှကျွန်တော်တို့ထမင်းစားရပါတယ်။ပြည်သူတွေလှူတဲ့ငွေအမောက်ဒီ1000 2000 5000တောင်ကအစကျွန်တော်တို့တန်ကြီးရှိပါတယ်။ဥပမာမြန်မာငွေ1000ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြီးတောင်သူဒီမဟုတ် နှစ်တောင်ရလို့ရှိရင်ကျွန်တော်တို့စကားစာတယောက်နှစ်ယောက်ကိုလည်းကျွန်တော်တို့တတ်နိုင်ပါတယ်လို့အဲဒါကြောင့်ပြည်သူတွေထောက်ပို့မှုတွေကကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက်အသက်အမြအရေးကြီးပါတယ်ကျွန်တော်တို့အသက်ပြီးတိုက်နေတာကလည်းပြည်သူတွေကိုတရားမျှတပြီးတော့လွတ်လပ်သော fair ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ကိုအသက်ပေးပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်ပြည်သူတွေလည်းအတင်းထားပါပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါညီမလိုပဲနိုင်ငံရေးနောက်ခံကနေလာပြီးတော့တော်လိုင်းရေးထဲမှာဝင်လာတဲ့လူငယ်တွေအမျိုးသမီးတွေအများရှိပါတယ်ပေါ့နော်ဆိုတော့သူတို့ကိုရောဟိုတော်လိုင်းရေးမှာဘယ်ကဏ္ဍကနေပြီးတော့ပါဝင်ရမလဲလို့စဉ်းစားနေစေဖြစ်တဲ့လူငယ်တွေအမျိုးသမီးတွေကိုရောဘယ်လိုမျိုးအပေးစကားဟိုအကြံဉာဏ်စကားတွေပြောချင်ပါလဲရှင့်အမျိုးသမီးတွေအားလုံးကိုပြောချင်ပါတယ်ဒီတကယ်လို့မဟုတ်ကျွန်တော်တို့တော်လိုင်းရေးထဲမှာတိုက် ွဲတဲမှာရဲဘော်ဖြစ်နေပါဝင်နေတဲ့မျိုးသမီးတွေဆိုလို့ရှိရင်လေဒီစနိုက်ပါတို့ပါလို့ဆိုတာကသူကစိတ်ငြိမ်နေလေစိတ်ငြိမ်ငြိမ်လေးနဲ့ထားပြီးမှသူရဲ့လက်အနေထားဟန်ပန်နေထားကိုယ်ပေါ်အနေထားနဲ့နေရတဲ့အချိန်မှာအမျိုးသမီးကြီးကအဲ့လိုစိတ်ရှည်တတ်တယ် စိတ်ရှိတဲ့တဲ့အတွေ့တကယ်လို့မို့ဝါသနာပါတယ်ဆိုလို့ရှိရင်လည်းစနိုက်ပါသူရဲကောင်းကြီးအဖြစ်လည်းပါဝင်လို့ရတယ်ဒါမှမဟုတ်တချို့ကကြတော့တိုက်ခိုက်ရေးကိုစိတ်ဝင်စားဖို့ဆိုလို့ရှိရင်လည်းထောက်ဖို့အနေနဲ့ပြည်တွင်းရပဲဖြစ်ဖြစ်ပြပါပဲဖြစ်ဖြစ်နိုင်ငံရေးကိုတထောင်တနေရပဲရဲဘော်ဖြစ်သည်ဖြစ်စီရဲဘော်မဟုတ်သည်ဖြစ်စီတထောင်တနေရနေ ီတော့ပါဝင်နိုင်နေဆိုတာကထောက်ပို့ကဏ္ဍကအရေးကြီးတဲ့အရာဖြစ်တဲ့အတွက်အမျိုးသမီးတွေထောက်ပို့ကဏ္ဍမှာကလည်းပါဝင်တင်တယ်လို့ကျွန်တော်အနေနဲ့ချန်ပူချင်တယ်နောက်တစ်ခုကကြောက်လဲဆေးဘက်ဆိုင်ရာပေါ့နော်ဆေးဘက်ဆိုင်ရာမှာဆိုလို့ရှိရင်ဒီအခုဒီတန်းမှာဆိုတချို့ဆိုလို့ရှိရင်အမျိုးသမီးတွေခြေတန်းမှာလိုက်တယ်ခြေတန်းမှာလိုက်လို့ကိုရဲဘော်ကြီးထိုင်ရရတဲ့အချိန်မှာသူတို့တွေကဒီဆေးဘက်ဆိုင်ရာနဲ့ပတ်သက်တဲ့သူတို့ရဲ့ကျွမ်းကျင်သူတို့ရဲ့တက်မြောက်ထားတဲ့အရာတွေနဲ့ကိုဒီရဲဘော်တွေကိုစိတ်ကူတာပေးတာတွေလည်းအဲ့လိုလဲလုပ်နိုင်ပါတယ်အဲ့ဒီအတွက်အမျိုးသမီးတို့ပြောချင်တာကတော့ ကြရာတာဝန်ကိုမမိတ်မတုံနဲ့ထမ်းဆောင်စေခြင်းနဲ့ပြီးကြတော့ပြည်တွင်းပြည်ပမှာနေနေတဲ့ဒီတက်ထဲမှာနေတာမဟုတ်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ကျွန်တော်ကသူတို့ကိုကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပို့အင်အားလေးတွေများများရအောင်ပါဝင်ကြပါနော်လှုပ်ဆောင်ပေးကြပါလို့လည်းပြောချင်ပါတယ်ကျွန်တော်တို့တော်ဝင်ဒေါင်းမှနေပြီးတော့ပြည်တွင်းပြည်ပမှာရှိနေတဲ့အမျိုးသမီးတွေ နော်ထောက်ဖို့ရဲဖို့အဖြစ်ပြပကနေပါဝင်ခြင်းနဲ့ပြည်ရန်နေပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့တော်ဝင်တောင်းမှလည်းကိုယ်ပိုင်အမှတ်တွေပါလေးချပေးပြီးထောက်ဖို့ရဲဖို့ဆိုပြီးကျွန်တော်တို့ဒီမှန်မှန်ကန်ကန်လုပ်တဲ့သူတွေကိုခေါ်ဆောင်နေကြရည်လည်းရှိပါတယ်အဲ့ဒါမူလုပ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ထမ်းပါကိုချိတ်ဆက်ပြီးတော့ထောက်ဖို့ရဲဖို့အဖြစ်ပါဝင်ထမ်းဆောင်ပေးကြပါလို့လည်းအကြံပြုချင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီနောက်ဆုံးအနေနဲ့ပေါ့နော်အခက်ခဲပေါင်းများစွာကြားရဲကနေပြီးတော့မှတီတော်လှန်ရေးခရီးကိုမမိတ်မတုံနဲ့ဆက်လျှောက်နေစေဖို့အတွက်ဆီယမကိုအတိကအတွန်းအားပေးတဲ့အရာကဘာများဖြစ်မလဲရှင်တော်လှန်ရေးအောင်မြင်တဲ့တနေ့မှာပေါ့နော်ဆီယမမြင်ကျင်တဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကရောဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကိုပိုင်ညှော်လင့်ချက်လေးကိုပြောပြရင်းနဲ့ကျွန်တော်ရဲ့အင်တာဗျူးလေးကိုအဆုံးသတ်ပေးပါအောင်ရှင်အခုလောလောဆယ်ကတော့ကျွန်တော်ညှော်လင့်ထားတဲ့အရာတွေရှိတာဖဲရဲနိုင်ငံတိဆောက်ကြမယ်ကောင်းမွန်သောအစိုးရကောင်းမွန်သောနိုင်ငံ ကောင်းမွန်သောခေါင်းဆောင်အောက်မှာ ကောင်းမွန်တဲ့ဥပဒေတွေကျွန်တော်တို့ထုတ်ပြီးတော့ဖယ်ရနိုင်ငံတော်အသစ်ကိုတည်ဆောက်ကြမယ်နောက်တစ်ခုကကြတော့ကောင်းမွန်သောနိုင်ငံကောင်းမွန်သောခေါင်းဆောင်ကောင်းမွန်သောဥပဒေတွေရှိမှသာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာဘယ်နိုင်ငံရောက်ရောက်ကျွန်တော်တို့မျက်နှာမငယ်ရမှာဖြစ်ပါလေအဲ့တော့အခုအာဏာရှင်စနစ်မှာဆရာမခဏနေရပြောသလိုအင်းကြီးချင်းနိုင်ငံမှာရောက်နေတယ်ကျွန်တော်တို့မြန်မာတွေဒီသူတို့လည်းစိတ်လုံးချုံမှုမရှိပါအเจ้าမျိုးမျိုးကြောင့်လာဖမ်းလိုက်အခုဆိုလို့ရှိရင်ဘကောက်မှာဆိုလို့ရှိရင်အခန်းတွေတောင်ဝင်စစ်တဲ့ ပုံစံမျိုးသူဖြစ်နေဒါကဘာလဲဆိုတဲ့ခါကျကောင်းမွန်သောအုပ်ချုပ်မှုစနစ် ကောင်းမွန်သောနိုင်ငံခေါင်းဆောင်မဟုတ်တဲ့အတွေ့သူကိုယ်တိုင်ကဖန်ခိုင်းနေတာဆိုတဲ့ခါကျကျွန်တော်တို့စိတ်လုံးကြုံမှုမရှိဘူးလေအဲ့တော့ကျွန်တော်တို့ဒီအနာဂတ်မှာ ကောင်းမွန်သောနိုင်ငံ ဖရနိုင်ငံဖြစ်ရမယ်။ကောင်းမွန်သောဥပဒေအပြင်နိုင်ငံတကာမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်သူတို့ရဲ့လူအခွင့်အရေးပြည်ပဝဝရတဲ့နိုင်ငံတကာနိုင်ငံအဖြစ်ဖြစ်လာမယ်လို့လည်းကျွန်တော်မျှော်လင့်နေတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလူအခွင့်အရေးချိုးဖောက်နေတော့အစိုးရဘယ်တော့အခါမှကျွန်တော်တို့မလိုချင်တော့ပါဘူး။အဲ့အတွက်လည်းကျွန်တော်တို့တိုက်နေတာဖြစ်တဲ့အတွက်ဒီတော်လိုင်းရေးပြီးသွားတယ်ဆိုလို့ရှိရင်တော့မှလူအခွင့်အရေးပြည်ပဝဝရတဲ့နိုင်ငံလူအခွင့်အရေးကိုပြည်ပဝဝလုပ်ပေးနိုင်တဲ့အစိုးရတာဝန်ယူမှုတာဝန်ခံ မှုအပြည့်ရှိတဲ့အစိုးရကိုပဲကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးတော့မှဖြေကြားပေးရတဲ့ဆရာမကိုထူးကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ရှင်ကျွန်တော်နေနေရလဲကျေးဇူးတင်ရှိပါတယ်ရှင်